ဒီနေ့မှာတော့ကျွန်တော်လုံးမဲ့လုံးမဲ့နဲ့မလို့ဖြစ်သေးတဲ့အကြောင်းအရာတစ်ခုပြောပြမယ်။ဘန်ဝေါ်တီကာရဲ့ပွဲရှိနေတော့ကွတ်တီဖြစ်သွားတယ်။ကောင်းစင်ကလော့အကြောင်းပါ။လက်အိတ်တွေကိုဘယ်လိုလုပ်လဲဆိုတာ YouTube မှာရိုက်ရှာလိုက်ရင်သိဖို့လွယ်လို့အကျယ်တဝန့်ကျွန်တော်ပြောမပြတော့ပြောမှကအခုနောက်ပိုင်း Pro Bowser တွေသုံးတဲ့ glove တွေကကျွန်တော်တို့သုံးတဲ့ glove တွေနဲ့ဘယ်လိုကွာလဲ။ဘာကြောင့်သုံးလာကြတာလဲ။တမိုင်းကြောင်းကဘာလဲဆိုတာကိုပြောမှာပါ။ glove တွေကလည်းလူတွေလိုပဲဗျ။ weight တန်းရှိတယ်။ များသောအားဖြင့်8အောင်စာ10အောင်စာ12အောင်စာ14အောင်စာ16အောင်စာစသဖြင့်ရှိကြတယ်ခလေးတွေအတွက်ကတော့6အောင်စာတို့7အောင်စာတို့ရှိပေမဲ့အဲတိတ်ပြီးဘောင်းမွင်လို့ထပ်မပြောတော့ဘူးဆိုတော့လက်အိတ်မှာလည်းဝိတ်တန်းဆိုတာရှိလာတယ်လူတွေကိုထိန်းချုပ်ဖို့စီမင်းစည်းကမ်းတွေချမှတ်ထားတယ်လူတွေကလည်းအဲစီမင်းစည်းကမ်းတွေကိုပဲလက်တလုံးကြားလေးလှုပ်တယ်မရရအောင်လှုပ်ကြတယ်ဗျလူဆိုတာအဲ့ဒါပဲ glove တွေကကိုဆော့တဲ့ weight တန်းနဲ့အညီအောင်စနဲ့တတ်မှတ်ထားတော့ လက်အိဝိတ်ကတ်တော့လုံးလို့မရဘူးဒါပေမဲ့ဒူးတယ်ကိုချီတင်းလုံးလို့ရအောင် ပြန်ကြံ့လာတယ်ဘလို့လုံးလဲဆိုတော့ဘောင်စင် glove တွေထောက်လို့တဲ့အခါမှာအပြင် material နဲ့အတွင်းလေယာဆိုပြီးတော့ရှိတယ်အပြင် material ကိုတကယ်တရေအစစ်ဒါမှမဟုတ်ဘူးဆိုရင် artificial material ဖြစ်တဲ့ polyethylene material ကိုသုံးရတယ် လေသာကိုတုံးရင်အလေးချိန်ပိုစီးပြီးတော့တရင်မဟုတ်တဲ့အခြား artificial material တွေကိုတုံးရင် weight တော့ပေါ်သွားပေမဲ့ဒုတွေကပိုကြီးလာတယ်။ဆိုတော့ area များရင် pressure နည်းသွားစေတဲ့အတွက်ကြောင့်မလို့ propulsor တွေအတွက်က polyethylene material တွေထက်တရင်ကိုပဲပို့ပြီးတော့အသုံးများကြတယ်။အဲ့တရင်မှာမှာ လူသုံးများတဲ့နွားသိရေလိုမျိုးထက်ရှီလေတာလို့ခေါ်တဲ့သိုးသိရေမျိုးကိုအဓိကထားပြီးသုံးတယ်။တခါတလေလည်းလေတာဆက်မသုံးမနဲ့ဆနသစ်လေတာတွေကိုလည်းသုံးပြန်တယ်။ inner layer ကိုကြတော့အများဆုံးအဖြစ်ပတင်ပြုတ်လို့တဲ့မိုထဲမှာဂျဲတမျိုးရဲ့ rubber ရဲ့ကော့ရဲ့ပေါင်းပြီးတော့ပြုတ်လို့တယ်။ brand တွေပေါ်မူတည်ပြီးတော့ပြုတ်လို့ပေါ်အနှဲငယ်တော့ကွာခြားမှုရှိတိုင်းနဲ့အဲ့ဒီပတင်ဖောင်တော်တော်များများကအခုမြင်နေရတဲ့အတိုင်းဖော့ပုံစံမျိုးပဲဖော့ပါပဲ။အရှိကစကားတိုင်းပြောရရင်ဘောင်းစင် glove တွေက weight ခိုးလို့မရဘူး။ ဆယ်အောင်စရှိရမယ်ဆိုရင်ဆယ်အောင်စအပြစ်ဖြစ်နေရမှာပါအဲ့တော့ဝိဝင်ပြီးတော့စိုက်သေးအောင်ကြံဖို့ဆိုရင်သုံးမဲ့ material ကိုပြောင်းဖို့တဖန်ပြန်စဉ်းစားရတယ်ဒီလိုလောက်ွက်တွေကကစားသမားတိုင်းလုပ်ခဲ့တာပါအဲ့ထဲမှာမှပေါပေါရောက်ရောက်နဲ့တကယ်တမ်းအောင်မြင်ခဲ့တာဆိုရင်ကနယ်လိုလို့ပြောလို့ရတယ်ဒီလိုပြောလို့သူရှိမှတခြားလူတွေကအဲ့ button phone ကိုပြောင်းဖို့ကြံခဲ့ဖို့ပါတယ်ဒါပေမဲ့ကနယ်လိုလုပ်ပြီးတဲ့နောက်ပိုင်းမှာလူတော်တော်များများကလိုက်လုခဲ့ကြတာအဲ့ပတ်တင်နေရာကိုကနယ်လိုက host hair တနည်းအားဖြင့်မြင်းမီ မြင်းစပင်ပေါ့နော်ဒါမှကျွန်တော်မြင်းမီလို့ပဲတုံးလိုက်မယ်အဲ့မြင်းမီကိုစတုံးတယ်မြင်းမီကိုစတုံးတာက2015နောက်ပိုင်းမှာလည်းမဟုတ်ပြန်ဘူးဘောင်စင်အာကစားနီစပြီးတော့ကျေပြန့်လာတဲ့အချိန်1943ခုနှစ်ထဲမှာတည်းကမြင်းမီကိုဘောင်စင်ဂလော့တီမှာတုံးခဲ့ပို့တယ်အခုတစ်ခေါက်ကကနယ်လိုကအဲ့နိပညာကို upgrade လုပ်ပြီးတော့ silicon found နဲ့မြင်းမီကိုရောသိမ့်ပြီးတော့ထည့်တုံးခဲ့တာအဲ့လိုတုံးခြင်းဖြစ်ဘာအကျိုးကျေးဇူးရလဲဆိုရင် ပေါ်ဆီလီကွန်ဖောင်လိုမျိုးတုတဲ့ရန်ကြီးကြီးမနေဘူးဒါနံပါတ်၁အချက်နံပါတ်၂အချက်ကပပချစ်ချစ်နဲ့သတ်မှတ်ထားတဲ့ weight လည်းဝင်မယ် grip လည်းပိုကောင်းတယ်လေဝင်လေထွက်ကိုလည်းပိုကောင်းစေတယ်စဉ်းစားကြည့်ဗျာပေါ်ဆီလီကွန်ဆိုရင်လက်အိတ်ထဲမှာရှိတဲ့လေကကိုထိုးလိုက်တဲ့အချိန်မှာလက်ကိုပြန်ပြီးတော့ impact ရှိမယ်ပြန်တက်ရောက်မှုရှိမယ်မြင်းမီဖြစ်နေတဲ့အခါမှာကျတော့လက်အိတ်ထဲမှာရှိတဲ့လေကအဲ့မြင်းမီတွေနဲ့ရောပြီးတော့အထက်ကိုဝင်သွားတယ်ဆိုတော့ ventilation အတွက်လည်းပိုပြီးတော့ကောင်းစေတယ် နောက်ထပ်အကျိုးတစ်ခုကဆီလီကွန်ဖောင်ရဲ့သဘောက force ကိုဖြန့်လိုက်တဲ့သဘောမျိုးရှိတယ်။ထိုးလိုက်တဲ့အားကိုဖြန့်ချလိုက်တဲ့သဘောမျိုးပေါ့။မြင်းမီးကိုတုံးထားတဲ့ glove ကြတော့အားကိုပြန်ဆိုးတဲ့သဘောမျိုးမှရှိတယ်။ဆိုတော့လက်သီးပလာနဲ့ထိုးတဲ့ impact မျိုးကိုတိုက်ရောက်စေတယ်။ဟုတ်ပြီကျွန်တော်တခါတည်းရှင်းပြလိုက်မယ်။ဒီကောင်ဆိုရင်14အောင်စမြင်လားမသိဘူး။မြင်မယ်နော်။ဒီ14အောင်စာရဲ့လက်မတီရီယယ်အပြင်ပေါ့နော်အပြင်မတီရီယယ်ကဒီကောင်ကတည်ရောတည်ပဲ တည်ရဆိုမဲ့ကျွန်တော်ထင်တာမမအောင်ဆိုရင်တော့အမဲသားတည်ရနွားတည်ရပေါ့နွားတည်ရဖြစ်နိုင်ခြင်းရှိတယ်တည်ရပိုင်းမှာတော့ဒါ pro အနေနဲ့သုံးလို့ရတယ်ဒါပေမဲ့ inner layer ဖြစ်တဲ့ဒီအတွင်းကဖော့နေရပေါ့နော်ဖောင်နေရမှာကြတော့သူကရိုးရိုးဖော့ပဲခုနကကျွန်တော်ပြောတဲ့ silicon ဖော့ပုံစံမျိုးပဲကော်နဲ့ဂျယ်နဲ့ဒီ rubber နဲ့ silicon နဲ့ရောပြီးတော့မိုရိုက်ထားတဲ့ဖောင်ထုပဲဆိုတော့စလေးအောင်စာခြင်းတူတဲ့အခါမှာခုနကမြင်းမီတုံးထားတဲ့လက်ရိတ်က ဒီလောက်ထိမကြည့်ဘူးကျွန်တော်တို့ weight ကိုချိန်လိုက်မယ်ဆိုရင်ဒီကောင်လည်း14အောင်စားပဲမိမိသုံးတဲ့ကောင်လည်း14အောင်စားပဲဒါပေမဲ့ဒီကောင်ကပိုကြီးနေမှာဘာကြောင့်လဲအထက်မှာ found က silicone found တုံးထားလို့ weight မှာတော့တူမယ်ဒုထဲမှာကျတော့မတူတော့ဘူး professional တွေတွေ့ကြတော့လက်အိပ်သေးလေသူတို့တက်ကပို့ပြီးတော့အကျိုးကျေးဇူးရှိမယ်ပို့ပြီးတော့ကောင်းမယ်ပို့ပြီးထိုးတက်ရတာကောင်းမှာပဲဆိုတော့ ဒီပေါင်တွေကပေါ့နော်ဆယ်အောင်ဆဆိုရင်ဆယ်အောင်ဆပေါင်တွေကနေရတလောက်တို့ကရအောင်ကြံတော့တာနောက်တစ်ခုကတို့တွက်ကြတော့ကျွန်တော်တို့လိုမျိုးဒီ universal site မဟုတ်ဘဲနဲ့လက်ရဲ့အတိုင်းငါစာပေါ့နော်ဥပမာဆိုကနယ်လိုဆိုရင်ကနယ်လိုရဲ့လက်ဒီဘလောက်တိရှည်လဲဒါဘလောက်ရှည်လဲဒီလက်ခုံးကဘလောက်ရှည်လဲဒီပေါ်မှာတို့ဒီ pattern လုပ်တယ်ပေါ့နော်ပတိစီတဲ့ခါမှာဘလောက်တိုးတယ်စီးမလဲစသဖြင့်အဲ့ဒါတွေကစာတွက်ချက်ပြီးတော့အထက်တရကက်တင်တွေကစာသိချတိုင်းထွားပြီးတော့ထုတ်ထားတာမျိုးဖြစ်တယ်ဆိုတော့ အချင်းကျုံရရင်မြင်းမီတုံးထားတဲ့လက်အိတ်တွေဒီဒီအိတ်တွေထက်ပို့ပြီးတော့ပါတယ်အဝိတ်ကတော့တူမယ်ဒါပေမဲ့ထိုးတက်ရတာလဲကွာမယ်ပြီးတော့ ventilation ပိုင်းလဲပိုကောင်းမယ်ကျွန်တော်တို့စီမှာဆို ventilation ကဒီနေရာလေးမှာပဲရှိအပေါက်ကလေးမြင်လားမသိဘူးဒီမှာသူတို့တက်ကြတော့ဒီနားတွေမှာလဲ ventilation အတွက်အပေါက်ကလေးတွေပြန်ဖောက်ပေးထားတယ်တိတိကျကျကိုလှုပ်ထားတဲ့အိတ်တွေဖြစ်တယ်ဟုတ်ပြီပြန်ဆက်ရအောင်ကနေလောကအဲ့မြင်းမီတုံးထားတဲ့ glove ဒါမှမဟုတ်ရင်ပန်ရှာ glove တွေကို2018တုန်းက rocky နဲ့ပွဲမှာစပြီးတော့တုံးတယ်အဲ့နောက်တခြား pro boxer တွေဖြစ်တဲ့ marcus တို့ kennedy glovekin တို့ manny pacquiao တို့ tyson fury တို့ကပါလိုက်ပြီးတော့တုံးလာတယ်အခုနောက်ပိုင်းမှာတော့ pro ဆိုရင် mimi glove တွေပဲတုံးကြတော့တယ်အဲ့ချိန်တုန်းက grand bouncing က canelo အတွက် Horse Hair Bouncing Glove Special Edition ကိုထုတ်ပေးအပြီးမှာအခြား brand တွေဖြစ်တဲ့ Vanon နဲ့ Everlast တို့ကလည်းလိုက်ပြီးတော့ထုတ်လာကြတယ်။ နယ်လိုရဲ့ trainer ဖြစ်တဲ့ Eddie Renoso ကလည်း no bouncing no life ဆိုပြီးတော့အဲ့ဒီ horse hair bouncing glove တွေကိုပဲစပြီးတော့ထုတ်တော့တယ်အချင်းချင်းရရင် pro bouncer တွေအများစုအသုံးပြုတဲ့ glove တွေသည်ကျွန်တော်တို့သုံးနေတဲ့လက်ရည်တွေနဲ့လုံးဝမတူဘူးသူတို့အတွက်အကောင်းဆုံးဖြစ်မဲ့ found တစ်ခု item တစ်ခုကိုစီမင်းစည်းကမ်းဂျားကနေပြီးလက်တလုံးဂျားလေးလုပ်ပြီးတော့ဖန်တီးထားတာတတိယကျောင်းဒီဇိုင်းဆွဲပြီးတော့ဖန်တီးထားတာ အဲ့ဒါကြောင့်လဲ Pro တွေထိုးတဲ့ပွဲတွေမှာတိုင်းအောင်စာချင်းတွရင်တော်မှာသူတို့သုံးတဲ့လက်ရည်တွေကပုံမှန်ရှိရမယ့် site တက်ပိုသေးပိုကျစ်ပြီးတော့ပိုပြီးတော့တင်းရင်းနေတာဖြစ်တယ်။အဲ့လို Horse ရဲ့ Glove တွေကိုဝယ်ခြင်းနဲ့ဆိုရင်တော့တစ်လုံးကိုဒေါ်လာ150ကနေပြီးတော့ဒေါ်လာ300ဝန်းကျင်ရှိပါတယ်။ Limited Edition တစ်လုံးဆိုရင်တော့ဒေါ်လာ400ကနေပြီးဒေါ်လာ600ဝန်းကျင်ရှိမယ်။အခုမြန်မာငွေဈေးနဲ့ဆိုရင်တော့အနည်းဆုံး7000ကနေပြီးတော့300ဝန်းကျင်လောက်ထိပေါက်မယ်လို့ထင်တယ်။ ခင်ဗျားတို့ဆိုရင်ရောဝယ်ချင်ကြလားဘလို့မြင်ကြလဲကိုမမတစ်ချက်လောက်ဟုတ်ကဲ့ဒီနေ့ပြောချင်တဲ့မြင်းမီဘောင်စင် glove အကြောင်းကတော့ဒီလောက်ပါပဲ live မှာတစ်ခါတော့ပြောဖို့တယ်ဒါပေမဲ့အခုလိုမျိုးတိတိကျကျနဲ့ပြောချင်လို့ video လုပ်လိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ညောတာပါ channel msn ပါတတ်တာ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ